السلام عليكم ورحمة الله وبركاته ညနေ2346ခုဇူလ်ကာဒါလ14ရက်ခရစ်နှစ်2025ခုနှစ်မေလ13ရက်နေ့အင်္ဂါနေ့မှာ9မိနစ်တည်းအောင်မြင်ခရီးရဲ့တင်ရစာအမှတ်စဉ်1008ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့အွမတ်အတွက်ကိုရမက်ဆလလာလိဆလမ်ရဲ့အမှတ်တမ်းချက်တွေကိုကောက်နှုတ်ပြီးတော့တင်ပြမှာဖြစ်ပါတယ်ကိုရမက်ဆလလာဆလမ်ကကျွန်တို့အွမတ်အတွက်ဘဝ အောင်မြင်ရေးရတဲ့အခိရတ်မှာကျွန်တော်တို့အောင်မြင်မဲ့အချက်တွေကဏ္ဍအစုံမှာကိုတော်ကလက်ညွန်ချက်တွေပေးခဲ့ပါတယ်အဲ့တော့ဒီလက်ညွန်ချက်တွေကိုပညာရှင်ကြီးတွေကဝဆွာယန်နဗီဆလလောဟူအလัยဟီဝဆလမ်ကုရမဆလလောလိဆလမ်ရဲ့မှာတမ်းချက်များဆိုပြီးတော့စုဆောင်းတင်ပြထားပါတယ်အဲ့တော့ဒီမှာတမ်းချက်တွေတဲကကျွန်တော်တို့အနေနဲ့ဒီနေ့မှာတမ်းချက်တချို့ကိုတင်ပြလိုပါတယ်အဲ့တော့အဲ့ဒီမှာတမ်းချက်တွေထဲမှာနံပါတ်1အချက်ကတော့ ကုရမဆလ္လာဆလမ်ကအမိန့်ရှိတဲ့အာဆင်နုဇွန်နဘီလာအလ္လာဟ်နဲ့ပတ်သက်ပြီးတော့အသင်တို့တွေအကောင့်ထင်မြင်ယူဆကြပါကျွန်တော်တို့ဒီနေ့ဒီချိန်ခါဒီမှာအခက်အခဲတွေဖြစ်နေတဲ့ကျွန်တော်တို့ဘဝတွေပဲမှာကျွန်တော်တို့မမျောလင့်ထားတဲ့ကျွန်တော်တို့မဖြစ်ချင်တဲ့အရာတွေဖြစ်နေရတော့တခါတလေကျတော့ကျွန်တော်တို့နှုတ်ကန်နေပြီးတော့လောက်ရှိမြတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟာမတော်မတရားပြောမိတာတွေခံယူမိတာတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့် အင်ရှာအလာမကြမိအချိန်မှာအလောရှိမြတ်ကအကောင်းဆုံးတွေကိုလုပ်ပြီးမဲ့အရှင်ဖြစ်တယ်လို့ကောင်းတဲ့ပုံစံနဲ့ထင်မြင်ယူဆလိုက်မယ်ဆိုရင် မုတ်ချအလောရှိမြတ်ကလည်းကျွန်တော်တို့ရဲ့ယူဆချက်အတိုင်းပဲကျွန်တော်တို့ကိုဆောင်ရွက်ပေးမှာဖြစ်တယ်အလောရှိမြတ်ကကျွန်တော်တို့ကိုလက်ခံပေးမှာဖြစ်ပါတယ်ဒုတိယချက်ကတော့အကီမုဆွာလာနမတ်တွေကိုစောက်တည်ဖို့ကိုတော်ကမှာတမ်းခဲ့ပါတယ်ကျွန်တော်တို့ရဲ့နမတ်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ဆန်းစစ်ချိန်တန်ပါပြီပြန်လဲသုံးသက်ချိန်တန်ပါပြီ ကျွန်တော်တို့အချိန်နဲ့နမတ်တွေဝတ်ပြုနေသလားသမုတ်ကနမတ်ဂန္ဓာမှာကျွန်တော်တို့ပေါလီယိုပြက်ကွက်နေသလားဒါတွေကိုကျွန်တော်တို့ပြန်လည်သုံးသပ်ဖို့အင်တာအရေးကြီးပါတယ်နောက်တတိယတစ်ချက်ကတော့အ irham ုန်နတ်အဒီနိုအလောရှိမြတ်ရဲ့ဘန္ဒါရီအလတ်ရဲ့ကြည်ကျွန်နေလူသားတွေကိုအဒီနိုတွေတနာကျင်နာကြပါဆိုပြီးတော့မှမိန်ကြထားတယ်ဒုက္ခရောက်နေတဲ့ပုံကိုယ်တွေကျွန်တော်တို့ပတ်ဝန်းကျင်ထဲမှာဒုနဲ့ဒီရှိပါတယ်အဲ့တော့သူတို့ကိုကျွန်တော်တို့ဟာမှတနာကျင်နာဖို့လိုအပ်တယ်ကျွန်တော်တို့ လာရောက်လူဒန်းတဲ့သူတွေလူဒန်းနေတဲ့အခါတွေမှာလဲကျွန်တော်တို့ကလိုအပ်ချက်ရှိတဲ့ပိုလိုအပ်တဲ့သူတွေကိုပို့ပြီးတော့ဦးစားပေးတနာကျင်နာလာမျိုးတွေကိုကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်နံပါတ်၄အချက်ကတော့ ittaqillaha haythu ma kunt အတင်ပေမှာပဲရောက်နေပါစေအတင်အနေနဲ့အလောက်ကိုကြောက်နေပါလူအများရှိမှလဲအလောက်ကိုကြောက်ရမယ်ဒီလိုပဲကျွန်တော်တို့တွေကတူတည်းရှိနေရင်လဲအလောက်ရှိမြတ်ကိုကြောက်ရမှာဖြစ်တယ်ဘယ်နေရာကိုပဲရောက်သွားတော့ပလီထဲမှာအလောက်ကိုကြောက်တဲ့သူဟာဈေးထဲမှာလဲအလောက်ကိုကြောက်ရမယ် တူရရှိနေတဲ့အချိန်မှာလည်းအလောရှိမတ်ကိုကြောက်ရွံ့ရမှာဖြစ်ပါတယ်။နောက်ကျွန်တော်တို့ပစ္စမအချက်ကတော့ဆလီလာဟလာဖွာဝလာဖီယာအတင်းတို့အလောရှိမတ်ထိုင်ကနေပြီးတော့မှတက်တောင်တက်တာမှုတွေကိုတောင်းခံကြပါဆိုပြီးတော့မိန်ထားတယ်။ပြီးတဲ့အခါမှာအလောရှိမတ်ထိုင်ကနေခွင့်လွှတ်ချမ်းသာပေးမှုတွေကိုအတင်းတို့တောင်းခံကြပါ။နောက်ထပ်ကျွန်တော်တို့စတ္ထမအချက်ကတော့အခလီဆွန်နီယာအတင်းတို့ဘာပဲလှုပ်လှုပ်ကိုယ့်ရဲ့စိတ်စေတနာတွေကို ပြန်လည်ဆန်းစစ်ပါတဲ့။အဲ့တော့အတင်းတို့တွေအလအတွက်လုံနိုင်ဖို့ စူးစမ်းပါလို့အမိန့်ရှိထားပါတယ်အဒุลအမနာတတ္တမအချက်ကတော့အတင်းတို့တွေဟာအမနတ်လို့ခေါ်တဲ့အနန္ထားတဲ့အရာတွေကိုသူ့နေရာနဲ့သူပြန်လည်ပြီးတော့မှပိတ်ဆက်ပါအဲ့တော့အထမအချက်ကတော့အလ်ကယ်လီမတ်တို့တိုက်တော့ယေဘတ်တို့ဆဒါကာကောင်းတဲ့ချုံမြင်းနဲ့ဇကားတွေကိုစူခြင်းဟာလေဆဒါကာဖြစ်တယ်တဲ့အဲ့တော့ဒီအချိန်မှာကျွန်တော်တို့နာကျင်ချိန်မှာကျင်နာဇကားတွေစူမယ်ခါတိနေတဲ့အချိန်တွေမှာချုံမြင်းနဲ့ဇကားလေးတွေစူပေးမယ်အဖြစ်ဇကားလေးတွေ စိတ်ဓာတ်ခွန်အားဖြစ်စေမဲ့ဇကားလေးတွေကိုစူဖို့မိန့်ကြားထားပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ istausu bin nisa e khaira ကျွန်တော်တို့ရဲ့ဇနီးတွေတွေနဲ့ပတ်သက်ပြီးတော့အကောင့်တွေကိုပဲအကျဉ်းတို့တွေလုတ်ပေးပါဆိုပြီးတော့ကိုရမက်ဆလ္လာလ္လာဟ်ဆလမ်ကမိန့်ကြားထားပါတယ်။အဲ့တော့ဒီကိုရောရဲ့မှားတမ်းချက်လေးတွေကိုကျွန်တော်တို့ဒီချိန်မှာအကောင်းဆုံးလိုက်နာဖို့အတွက်လိုအပ်တယ်ဆိုတဲ့အကြောင်းလေးပြောကြားရင်းနဲ့ဒီနေ့ရဲ့သင်ခန်းစာကိုညီကုန်းချုပ်ပါတယ်။ السلام عليكم ورحمه الله وبركاته